မန္တလေးမြို့ပသိမ်ကြီးမြို့နယ်မှာအော်တိုဝါ16ရက်ည9နာရီခန့်ကကားနဲ့ဆိုင်ကယ်ကိုတိုက်ပြီးတဲ့နောက်ထွက်ပြေးခဲ့ကောင်ဆိုင်ကယ်မောင်းသူအမျိုးသမီးဟာကားမှညှိပါသွားခဲ့ရာအဆိုပါအမျိုးသမီးကိုလမ်းဘေးမှာဆုံးဖြတ်ခဲ့မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ပသိမ်ကြီးမြို့နယ်စကောလန်ပသိမ်ကြီးဆိုင်ဘုတ်အနီးမှာမော်တော်ကားဟာဆိုင်ကယ်ကိုတိုက်ပြေးရာဆိုင်ကယ်စီးသူအမျိုးသမီးဟာဆိုင်ကယ်ကျန်ခဲ့ပြီးကားအောက်မှာညက်ပါသွားခဲ့ကြောင်းဘေးကမြင့်မြင့်သူတွေကပြောကြားခဲ့တဲ့အတွက် အစောပိုင်းအမျိုးသမီးကိုမေးစလိုက်တွေနဲ့လိုင်းလံရှာဖွေခဲ့ပေမဲ့အနည်းနောက်မှမတွေ့ရပဲသွေးစာတွေသာတွေ့ရကြောင်း၎င်းတိုက်ပြေးတဲ့ကားဟာအစောက်စီယုံနားမှာခိတရရဲ့ကြည့်ပြီးကားအောက်ပိုင်းမှာလူပါလာမန်းတည်တဲ့အတွက်အတိုက်ခံရတဲ့အမျိုးသမီးကိုကားပေါ်တင်ပြေးပြီးကံကောက်ရွာအထက်ကျောက်ဆင်းယုံနားမှာပြတ်သွားခဲ့တယ်လို့သိရပါဗျာ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးပသိမ်ကြီးမျိုးမရဲစခန်းကိုဆက်သွင်းမေးမြန်းခဲ့ရာတိုက်ခတ်ရတဲ့အမျိုးသမီးအခုပဲသတိရလာပါပြီ။သူ့ကိုတိုက်ပြေးသွားတာနဲ့ပတ်သက်ပြီးအခုမှမေးရမှာပါ။အမှုဖွင့်မှုကရင်ထင်းရဲတပ်ဖွဲ့ကိုခေါ်ထားပါတယ်။အမှုဖွင့်မှုဆောင်ရွက်နေပါတယ်။ဖြစ်ဖြစ်ချင်းကလည်းအခုထိတပ်ဆိုင်ရာစစ်ကြောင်းတွေတာဝန်ရှိသူတွေရောအကုန်လိုက်လံရှာဖွေစစ်ဆေးပြီးအမြဲဆုံးဖမ်းမိဖို့ဆောင်ရွက်နေပါတယ်လို့စခန်းမှုကဖြေကြားပါတယ်။စံငယ်မောင်းနေသူအမျိုးသမီးကိုမန္တလေးပြည်သူ့စေယုံကြီးမှအနီရောက်အဆင့်ဦးကောင်းဓမ္မန်ရိုက်ပြီး လိုအပ်တဲ့ကုသမှုတွေခံယူစီလေးရဲ့ရှိကြောင်းမန္တလေးတိုင်းဒေသကြီးအောင်မြေသာဆန်းမြို့နယ်မြန်မာနိုင်ငံလူမှုကေဆေးရေးအဖွဲ့နန်းတော်ရှိ နေလုံးဆိုင်ရာလူမှုကေဆေးရေးအသင်းတောင်းရဲ့ရှိသူက၎င်းရဲ့လူမှုကွန်ရက်ဆောင်မျက်နှာမှာဖော်ပြထားချက်တွေအရသိရပါဗျာ။